ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Promise USA News YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်ကတော့ Mr. Nine ဖြစ်ပါတယ်အမေရိကရဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဘာသာပြန်တင်ဆက်ပေးသွားမယ့်သတင်းကတော့ New York ပြည်နယ် Buffalo မြို့မှာမြန်မာရဲရာရှိတဦးဟာဒိန်ပိုင်းဆိုင်ရာစော်ကားမှုဖြင့်ထောင်ချခံလိုက်ရပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်သတင်းအပြည့်အစုံကတော့ ABC News ကဂျွန်လ16 2025မှာတင်ဆက်သွားတာကတော့ နယူးယောက်ပြည်နယ်ဘက်ဖလိုမြို့ဟာဆိုရင်တော့အမေရိကကိုရောက်လာတဲ့မြန်မာပြည်သားဒုက္ခသည် refugees တွေ green card ပေါလို့ရောက်လာသူတွေအများဆုံးနေကြတဲ့မြို့တစ်မြို့ဖြစ်ပြီးတော့အသားထုတ်ဆက်ယုံတွေအခြားဆက်ယုံအလုပ်ယုံတွေအများအပြားရှိတာကြောင့်အင်္ဂလိပ်စကားမပြောတတ်လဲဆက်ယုံအလုပ်ယုံစေးယုံစေးကန်လူမှုဖူလုံရေးဌာနဘောင်းဆောင်တွေမှာမြန်မာတိုင်းရင်းသားဘောင်းဆောင်နဲ့ဘာသာပြန်တွေခန့်ထားပြီးတော့မြန်မာစကားတောင်မပြောတတ်တဲ့မြန်မာတိုင်းရင်းသား ဒုက္ခတွေတွေအများကြီးရှိပြီးတော့စုစုပေါင်းတပေါင်းကျော်လောက်နေထိုင်လျက်ရှိနေကြပါတယ်။အဲ့ဒီတော့လူတွေများလာလို့မှုခင်းတွေလည်းရှိလာတာမဟုတ်လို့မြန်မာပြည်သားထဲမှာမှကျောင်းအထက်တန်းလောက်အောင်ပြီးတော့အင်္ဂလိပ်စကားနည်းနည်းနားလည်ရင်ရဲတပ်ဖွဲ့ကအဖွဲ့ဝင်ပြစ်ဖို့ကန့်လန့်လာကြပါတယ်။အဲ့ဒီအထက်မှာအခုတည်င်းမှာဖော်ပြမဲ့အောင်ကောင်းမြတ်လဲပါဝင်လာပါတယ်။ အသက်38နှစ်အရွယ်ရှိပြီဖြစ်တဲ့အောင်ကောင်းမြတ်ဟာသူ့ရဲ့တာဝန်ရဲ့ပလေးယူနီဖောင်းရဲ့အခွင့်အာဏာကိုအလွဲသုံးစားပြုပြီးတော့တရခန့်အမျိုးသမီးတယောက်ကိုဖမ်းဆီးတဲ့အခါမှာကာအင်တွေရပြက်ပြားစော်ကားအနိုင်ကျင့်ပြီးတော့တန်တရားနဲ့စစ်ဆေးတဲ့အဲ့ဒီအမျိုးသမီးရဲ့ခန္ဓာကိုယ်အပတ်စိတ်အပိုင်းတွေကိုဂိုင်တွဲအတွင်းအင်က private အပိုင်းအစတွေကိုပါအလိုမတူပဲအင်အားသုံးဂိုင်တွဲခဲ့ခြင်းကြောင့်တရခန့်အမျိုးသမီးမှမကျေနပ်၍ တရားစွဲဆိုခဲ့ရာအခုတော့ထောင်တန်း၄နှစ်ကြာခံရမှာဖြစ်ပြီးတော့ထောင်မှလွတ်လာရင်လည်း၁၀နှစ်တိတိခြေကျုံနဲ့ရဲရွာရှိတယောက်ကအနီးကပ်စောင့်ကြည့်ခြင်းခံရမှာဖြစ်ပြီးအမေရိကရဲ့ဘယ်စတိတ်မှာပဲနေနေသူ့ရဲ့နောက်ကျောင်းရာဇဝင်ထဲမှာတော့သတိထားရမယ်သူသူများကိုကာအင်ဒီစော်ကားသူ ဆိုပြီးတော့မှတ်တမ်းထဲမှာကြန့်ရှိနေတော့မှာဖြစ်ပါတယ်ဝိုင်ယိုမင်းခရိုင်တရားသူကြီးကတော့ ဒီလိုရဲအရာရှိကိုယ်တိုင်ကာအိန္ဒီစော်ကားတာကိုတတိရှိရှိ တိုင်ကြားရဲခဲ့တဲ့အဲ့ဒီအမျိုးသမီးအတွက်အလွန်ဂုဏ်ယူမိပါကြောင်း ABC News ကိုပြောသွားခဲ့ပါတယ်။ Buffalo မြို့ကပလိတ်အဖွဲ့ကထုတ်ပြန်တဲ့စာမှာတော့အောင်ကောင်းမြတ်ဟာ Buffalo မြို့ကတနအီလောက်ဝေးတဲ့ Perry ဆိုတဲ့မြို့လေးတစ်ခုမှာ2024 August လ16ရက်နေ့ကအခြားသူအမျိုးသမီးတဦးရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို စစ်ဆေးတဲ့အခါအလိုမတူဘဲအင်အားသုံးရဲဝစ်စုံနဲ့အာဏာကုန်သုံးပြီးကင်တွယ်ခဲ့ခြင်းကြောင့်အဲ့ဒီအမျိုးသမီးမှနေ၍ရဲအဖွဲ့ကိုတိုင်ကြားခြင်းဖြစ်တယ်လို့ပြောပါတယ်အသေးစိတ်ကိုတော့ရဲအဖွဲ့ကမထုတ်ပြန်သေးပါဘူးအဲ့ဒီဖယ်ရီမျိုးလေးရဲ့တရားရုံးကနေပြီးတော့ဒေါ်လာ8500နဲ့ခိတ္တအာမခံဖြင့်အချုပ်ခန်းအပြင်မှာအိမ်အခြေချုပ်ဖြင့်ရုံးထွက်ပြီးတော့အမှုကိုဆက်လက်စစ်ဆေးရန်ခွင့်ပြုခဲ့ပြီးနောက်ဆုံးတော့ပြစ်မှုထင်ရှားသဖြင့် ထောင်ဒဏ်၄နှစ်အပြင်အနီးကပ်ဆုံးကြည့်ရန် အမိန့်၁၀နှစ်တိတိချမှတ်ခြင်းခံလိုက်ရပါပြီ။အောင်ကောင်းမြတ်ဟာ၂၀၁၃ခုနှစ်မှာထူးချွန်တဲ့ပလိအဖွဲ့ကတစိမ့်ချီးမြှင့်ခြင်းခံခဲ့ရပြီးတော့အမှုဖြစ်ပွားတဲ့အချိန်ထိပလိအဖွဲ့ဘက်ဖလိုရဲတပ်ဖွဲ့မှတာဝန်ထမ်းဆောင်လျက်ရှိပါတယ်။နောက်သတင်းတစ်ခုကတော့လမ်းပေါ်မှာဆန္ဒပြတဲ့လူတွေနဲ့ပြည်သူပြည်သားတွေကားသမားတွေနဲ့ကြားဖြစ်နေတဲ့ပြဿနာလေးပဲဖြစ်ပါတယ်။ ဖလော်ရီဒါပြည်နယ်ကရဲချုပ်ကကားလမ်းကိုပိတ်ပြီးဆန္ဒပြတာတွေမောင်းနေတဲ့ရဲကားကိုရှေ့မှပိတ်ဆို့ပြီးရက်တန်နာတွေရှိရင်သူတို့တွေဟာဆက်လက်မောင်းနေသွားမှာဖြစ်ပြီးတော့အဲ့ဒီရက်တန်တဲ့လူတွေကိုတက်ကြိတ်သွားမှာဖြစ်တယ်လို့ပြောကြားသွားခဲ့ပြီးတော့အမေရိကမှာလမ်းပေါ်မှာဆန္ဒပြသူတွေကားလမ်းတွေပေါ်မှာဆန္ဒပြသူတွေကြုံတွေ့နေရတဲ့ဗီဒီယိုလေးတွေကိုအခြားနိုင်ငံတကာမှာလည်းအဲ့ဒီလိုလုပ်ရင် ဘယ်လိုပြည်သူတွေကားသမားတွေကအဲ့ဒီလူတွေကိုတုံ့ပြန်ကြတယ်ဆိုတာကိုနမူနာရယူနိုင်ရန်ဘုသူတရရန်တင်ဆက်ပေးလိုက်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာတင်ဆက်ကတော့ဒီလောက်ပါပဲနောက်နေ့တွေမှာလည်းအမေရိကရဲ့တင်အမှန်များကိုစူးစမ်းပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့999 Bambi USA News YouTube Channel လေးကိုတိုင်းနေတက်ခဲ့ရင် Like and Subscribe လုပ်ပေးခဲ့ပါပါ So please take care of yourself and each other bye bye Yeah, yeah, yeah.